မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တကပလုံး၆နိုင်ငံသားထောက်ခံသည့်ရွှေကောက်ပွဲတိုင်းပြည်အေဂျင့်တင်ရင်တိုးတက်နေပြီးအသစ်ထွက်ပေါ်လာမည့်လွှတ်တော်ကြီးဤဓာတ်ရိုက်ရိုက်ကူးထုတ်လွှင့်ချက်များကိုနောက်တစ်နေ့တွင်ကြည့်ရတော့မည်ဟုသောအတွေ့အဖြစ်အေရာတဲဝင်သွားကြသည့်ပြည်သူများအပေါ်မနက်အေရာနိုးလာချိန်တွင်တော့မေယောင်လာဤပြည်ဖြတ်လောက်ရများကြောင်းမိုက်မဲခက်ခဲသည့်ခရီးကြံကိုဘုံတန်တနတ်တန်များအကြာစတင်လျှောက်လန်းနေကြရပြီဖြစ်သည် ်လက်ရှိ6ဦးမြို့သတင်းကြုတ်ပွဲတော်ကျင်းပနေသည့်ကိုလေရင်ပေါ်မှမှားယွင်းပုံချသွားခြင်းမဟုတ်နိုင်ငံတကာတွင် အပျော်စီးရန်အသုံးပြုနေသည့်ပါရာမော်တာခုံစက်တက်ဂလိုက်တာများဖြင့်အသည့်အခြားချိန်ရွယ်ဖြစ်ခဲ့သွားခြင်းဖြစ်သည့်၎င်းတို့၏ရွေချက်ကတော်လန်ရေးဤခံတက်ကြီးဖြစ်လာနေသောစကိုင်းတိုင်းအတွင်းရှိလူထုတရက်လုံးအားမင်းတို့ပြေးစရာမည်မရှိအသက်ကိုဖန်နှင့်ထုတ်ထားဟုချိန်ချောက်လိုရွေလည်းဖြစ်သည်။သို့မှသာလူလူကြီးကပြည်သူ့ကာကွယ်ရေးတပ်များကိုညှူဆူလာပြီးမောင်းနှင်ထုတ်ကြပေမည်ဟုရည်ရွယ်လှုံ့ဆော်လာခြင်းလည်းဖြစ်သည်။ ဗုဒ္ဓဘာသာပြန်ပွားထွန်းကားရမြန်မာပြည်တွင်အခါကြီးရက်ကြီးမရှောင်တည်င်းကျုပ်ပွဲတော်အားဘုံကျဲတိုက်ခိုက်လိုက်သည်ဆိုသောတည်င်းသည်ယနေ့နိုင်ငံတကာတည်င်းစာမျက်နှာများတွင်ပါရှိလာပြီးဖြစ်သည်ထို့သောယခုအချိန်အထိမြည်သည့်အစိုးရကမှပြစ်တင်ရှုံချခြင်းမရှိသေးပေမျက်နှာပြောင်တိုက်ကမတိချိုးချွန်ပြုနေကြဆဲဖြစ်သည်ငါတို့ကမ္ဘာတဝန်ဒီမိုကရေစီပြန်ပွားအောင်လုပ်နေတယ်လို့လာမပြောကြနေတော့ဖက်ဆစ်ဟစ်တလာနဲ့ကွန်မြူနစ်စတာလင်ကိုတိုက်ခိုက်ခဲ့တဲ့သူရဲကောင်းတွေဖဲရောက်ကုန်ပြီလေ။ထိုင်းဝါရဲ့တန်တမန်ကြီးပီရိုမြက တခါကထူထူမချင်းမရေပြောခဲ့ဘူးပေသည်အရှိတောင်အရှသည်ထရန့်ဤမရေရာမတိကြမှုများနှင့်အတူအမေရိကန်တရုတ်တို့အကြားအပြိုင်မှုပြင်းထန်သည့်ထက်ပြင်းထန်လာနေ၍နိုင်ငံများသည့်သတိကြီးစွာထား၍ဆက်ဆံနေကြရတော့လေမင်းအောင်လိုင်းကတော့တရုတ်နှင့်ရုရှားကို၎င်းနှင့်ရောက်ခမတော်ဆက်နေသည့်အလားပြောချင်ရာပြောနေစေဖြစ်သည်အလုံးကသတိကြီးစွာဖြင့်နေနေကြချိန်တွင်၎င်းကနျူကလ িয়ার နျူကလ িয়ার ဟုထိုက်ပြီးဟစ်ကြွေးနေခြင်းလောင်မိုင်မဲသည့်အရာရှိပေအောင်မီလော တိုင်းပြည်ကိုအုပ်ချုပ်မည်ဆိုသူအဖို့ဘာကိုမှမသိနိုင်မမြင်နိုင်ပြောချင်ရာပြောနေတော့ညာလေအောက်ခြေမှစစ်တီများကတော့ကောင်းစွာသိမြင်နေကြပြီ၎င်းတို့အဖို့ကရုံမထွက်နိုင်ဖြစ်နေရပြီးမြင်မြန်ပြီးမှအေးမည်ဆိုကလူတို့အပေါ်ပို၍ရန်လိုလာခြင်းဖြစ်သည်အားလုံးကိုမတင်ကစိတ်ဖြင့်ဆက်ဆံလာကြသည်ထို့သော၎င်းတို့အကြီးကဲများသည်ဖျားတဲ့ခြင်းလက်စားခြင်းဆွေမျိုးသားခြင်းအောက်လက်ငယ်သားများကောင်းစားအောင် လုပ်ပေးခြင်း အစရှိသည့်တို့တွင်လွန်စွာထူးချွန်ပြောင်မြောက်စွာလုံနိုင်စွမ်းရှိသူများဖြစ်၍လည်းအားကိုးနေကြသည်။မင်းအောင်လိုက်မှထိုသို့လက်တွေ့အဖြစ်ပြန်များနှင့်ခင်းကွာအောင်ပြောဆိုလာသည့်အခါတိုင်းစစ်တပ်၏ဝါဒဖြန့်ချီရေးဆက်ရန်နေရကြည့်သည့်လူထုအကြိုက်သတင်းအတုအယောင်များထုတ်လွှင့်ကအာယုံပြောင်းပေးနေရသည်။တော်လန်ရေးဘတ်တော်သားများအားအပုတ်ချအလုံးထိုးသည့်သတင်းများထုတ်လွှင့်ကြသည်။ ပြည်တွင်းပြည်ပမှသူများသည်ပြည်သူများအကြမ်းပောက်ခွာလာသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလိုအပ်သမျှတပ်စွမ်းသမျှပံ့ပိုးပေးလာနေသည်မှာအရှိန်လျှော့ချသွားခြင်းမရှိပေသို့သောအ धिक နေရာမှပံ့ပိုးပေးနေသူတအူးသည်စစ်တပ်ဝါဒဖြန့်ချီရေးဗတ်တော်သားများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ကျိုးဝိုင်းအတွင်မှထွက်ခွာသွားပြီဟုပြောဆိုသွားခဲ့သည်ရန်ပုံငွေရှာဖွေပေးနေသူကိုအိတ်ထဲထည့်နေသူဟုအခြေမြင့်မရှိပေမိသူမဆိုအလွယ်တကူပင်ဆွဆွဲနိုင်ကြသည် ။ဤသို့ပင်ဖြစ်စေယခုလိုတော်လန်ရေးအတွက်အရေးတကြီးလိုအပ်နေချိန်တွင်စေအုပ်စုအတွက်အောင်ပွဲရသွားခြင်းလည်းဖြစ်ပေသည်။2020ရွေးကောက်ပွဲတွင်ပြည်သူများရွေးချယ်တင်မြှောက်ခံထားရသည့်လွှတ်တော်ကိုယ်စားလှယ်145ဦးထောင်တွင်အကျဉ်းချခံရခြင်းတွင်ပြီးခဲ့သည့်ရွေးကောက်ပွဲနှစ်ခုစလုံးအနည်းငယ်များသာရွေးချယ်ခံခဲ့ရသည့် USDP မှခင်ရီမောင်မြင့်ဘူးလက်လဆွေတို့နှင့်လွှတ်တော်တဲ့တစ်ခါမှမရောက်ရသေးသည့်ကိုကိုကြီးတို့ကတော့အားတက်သရော်ဖြစ်နေကြလိမ့်မည်။ ယခုပွဲထက်တည်ကြသည်ကအဘယ်မှာရှိနိုင်ပေအောင်မည်နီထိုရွေးကောက်ပွဲကိုထောက်ခံသည့်နိုင်ငံဟု၍တရုတ်ရုရှားအိန္ဒိယဖဲလာရူထိုင်းကမ်ဘောဒီးယား၆နိုင်ငံသားရှိပေသည်၎င်းတို့ရွေးကောက်ပွဲအားလူမြင်ကောင်းစေခြင်းလျင်အသက်80ရှိထောအောင်ဆန်းစုကြည်ကိုလှုပ်ပေးမှသာဖြစ်လာနိုင်ွယ်ရှိသည်ဟုအာရကတက်မှုချုပ်ဘူချုပ်ထွန်းမြတ်နိုင်ကသတင်းဌာနနှင့်အင်တာဗျူးတွင်ပြောဆိုသွားခဲ့သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ပေအကဒီမှုနဲ့ပြစ်ဒဏ်ချနေသူလို့ဒေါ်သက်သက်ခိုင်ပုတ်ခတ်ပြောဆိုတေးသိမ့်အောင်ပြောတဲ့လူရဲ့အစဉ်အတန်ဘလို့ရှိမယ်ဆိုတာကျွန်တော်တို့ပြောပွဲရမရှိပါဘူးဦးထွန်းမြင့် NLD ဗဟိုအလုတ်ကော်မတီပြောရေးဆိုခွင့်ရှိသူကပြောဒီကောင်းဆောင်တွေကမှနိုင်ငံရေးအကျဉ်းသားမဖြစ်ဘူးဆိုရင်တခြားဘယ်သူမှနိုင်ငံရေးအကျဉ်းသားဖြစ်စရာမရှိတော့ဘူး ဒေါ်သက်သက်ခိုင်ကစစ်တပ်အလို့ကြားစစ်တပ်လိုပဲဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခိုရေးမုံတီးမှုရှိလို့အခုလိုပြောတယ်လို့မြင်ပါတယ်။ကိုတိုက်ထွန်းဦး TPNN ဗဟိုဦးဆောင်ကော်မတီဝင်နိုင်ငံတော်တိုင်ပင်ခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတကာကသတ်မှတ်တယ်လို့နိုင်ငံရေးအကျဉ်းသားမဟုတ်ပဲအချင်းပြက်လက်စားမှုကြောင့်ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့အာနာသိန်းစစ်ကောင်စီဝန်ကြီးဟောင်းတော်သက်သက်ခိုင်ကပြောပါတယ်အာနာသိန်းစစ်တပ်ကိုနိုင်ငံမှာမရှိမဖြစ်အချုပ်အချာအာနာကိုကောက်ခွဲတဲ့အဖွဲ့အစည်းအဖြစ်အမြဲတမ်းအတိမတ်ပြုမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဖြစ်သူဒေါ်သက်သက်ခိုင်ကမနေ့ကအောက်တိုဘာ၈ရက်သူ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပြီးရွေးကောက်ခံအရက်သားအစိုးရကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပုတ်ခတ်ပြောကြားခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာကတော့ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တယ်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အကျဉ်းပြက်လက်စားမှုဆိုတဲ့ပုံမှားတွေနဲ့စွဲခံထားရပြီးတော့တကယ်လေစစ်ဆေးဖို့ပေါ့လို့တကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်လို့ PPP ဥက္ကဋ္ဌရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဒေါ်သက်သက်ခိုင်ကသူ့ပါတီကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်မြက်ခိုင်မေးမြန်းမှုကိုဖြေကြားစဉ်ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာဘလို့ပုတ်ကိုဖြစ်တယ်ဆိုတာမြန်မာပြည်သူတွေနဲ့နိုင်ငံတကာကောင်းဆောင်တွေကသတ်မှတ်ထားပြီးဖြစ်ပြီးလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမဟုတ်တမ်းတရားတွေပြောဆိုနေသူတွေထဲမှာစစ်တပ်နဲ့အတူဒေါ်သက်သက်ခိုင်လည်းအပါအဝင်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုအလုပ်ကော်မတီ CWC ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြင့်က ပြောပါရယ်ဘလို့လူလူကောင်းဆောင်ဖြစ်တယ်ဆိုတာထမင်းစားကြီးပြင်းတဲ့သူတိုင်းသိခဲ့ပြီးပါပြီဗျာအပီပီဆိုင်ရာမှာလည်းကမ္ဘာနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တယ်အပီပီဆိုင်ရာခေါင်းဆောင်တွေလည်းသိခဲ့တဲ့ခေါင်းဆောင်ပါအဲ့ဒီခေါင်းဆောင်တယောက်ကိုသေးသိမ့်အောင်ပြောတဲ့အစဉ်အတန်သေးသိမ့်အောင်ပြောတဲ့လူရဲ့အစဉ်အတန်ဘလို့ရှိမယ်ဆိုတာကျွန်တော်တို့ပြောဖွယ်ရမရှိပါဘူးလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမဟုတ်တမ်းတရားတွေပြောနေတဲ့အထက်မှာစစ်တပ်အပါဝင်အဲ့ဒီအမျိုးသမီးဒေါ်သက်သက်ခိုင်လည်းအပါဝင်ဖြစ်ပါတယ်လို့ ဦးထွန်းမြင့်ကပြောပါတယ်။ဆက်လက်ပြီးသူတို့ကစစ်တပ်နဲ့အတူတူပလင်းထူဘူးဆိုရင်ထမင်းစာကြီးပြင်းနဲ့အသိဉာဏ်ရှိတဲ့လူမှန်သမျှဒေါ်သက်သက်ခိုင်ပြောတဲ့ဇာတ်ကားကဘလို့အတန်းစာမျိုးတွေကမှပြောထွက်တယ်လေဆိုတာသိရှိထားပြီးဖြစ်ပါတယ်လို့ရင်းရင်းကြီးကြီးပဲတုံ့ပြန်ခြင်းပါတယ်လို့ဦးထွန်းမြင့်ကဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှဦးအောင်မျိုးကျော်ကလည်းစစ်အုပ်စုနောင်မီဆွဲတွေကဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မသတ်မှတ်တာကိုဘယ်သူကမှလက်မခံကြောင်းမှတ်ချက်ပြုပါရယ် ဒေါ်ဆန်းစုကြည်တို့တမရကြီးဦးဝင်းမြင့်တို့ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မတက်မှတ်ဘူးဆိုရင်ဘလို့လူကိုတတ်မှတ်မှာလဲသူတို့ဟာသူတို့ဆွဲကျင်တဲ့ပုံမှန်နဲ့ဆွဲထားတဲ့ကိစ္စလေဒီကောင်းဆောင်တွေကမှနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုရင်အခြားဘယ်သူမှနိုင်ငံရေးအကျဉ်းသားဖြစ်လာစရာမရှိတော့ဘူးတေချာတာကတော့ရှင်းပါတယ်သူတို့ဒေါ်သက်သက်ခိုင်တို့ကစေအုပ်စုရဲ့နောက်လိုက်နောက်ပါစေအုပ်စုရဲ့အစီအပါတွေပဲလို့ဦးအောင်မျိုးကျော် AAPP ကပြောပါတယ် ဒေါ်သက်သက်ခိုင်ဟာ2015အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုစားပြုအဖြစ်ဒဂုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရပြီးစီးပွားရေးလုပ်ငန်းရှင်တအုပ်အဖြစ်ကနေနိုင်ငံရေးလောကတည်ဝင်ရောက်ခဲ့ပါတယ်2018ခုနှစ်မှာ NLD ပါတီကဒေါ်သက်သက်ခိုင်ကိုပါတီတာဝန်တွေကနေရက်ဆိုင်လိုက်ပြီးနောက်ပါတီကနေနှုတ်ထွက်ခဲ့ပါတယ်2019နှစ်မှာ PPP ပါတီကိုတည်ထောင်ခဲ့ပြီး2020အထွေထွေရွေးကောက်ပွဲမှာမယန်းကုန်းမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့ရှုံးနေခဲ့ပါတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ NLD ပါတီကဒေါက်တာမေဝင်းမြင့်ကမရန်ကုန်းမြို့နယ်မှာဆန္ဒမဲပေါင်း9196မင်းနဲ့အနိုင်ရခဲ့ပြီးဒေါ်သက်သက်ခိုင်ကတော့8800မင်းသာရရှိခဲ့ပါတယ်။ဒါပြင်ပြည်သူပါတီကိုစားပြုအဝင်ပြိုင်နဲ့အမှတ်လောင်းအလုံးတနည်းအားမှမနိုင်ပဲရှုံးခဲ့တာဖြစ်ပါတယ်။ဒါပြင်ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီဟာ2020ရွေးကောက်ပွဲမတိုင်ပြီးအခုလမှစစ်တပ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွဲဆုံခဲ့တဲ့နိုင်ငံရေးပါတီ34ပါတီတဲပါဝင်ခဲ့ပါတယ်။ စစ်တပ်ကြောထောင်းနောက်ခံပါတီတီခိုင်ဖြိုးရဲ့စီစဉ်မှုနဲ့စစ်ကောင်ဆောင်နဲ့နိုင်ငံရေးပါတီ34ပါတီတွေ့ဆုံခဲ့ပြီးအဲ့ဒီပါတီတွေကစစ်တပ်အာဏာသိမ်းဖို့လမ်းကြောင်းခဲ့ကြတယ်လို့အဲ့ဒီအချိန်ကနိုင်ငံရေးစောင့်ကြည့်သူတွေကသတ်မှတ်ခဲ့ကြပါတယ် 2021ဖေဖော်ဝါရီတရက်မှာစစ်တပ်အာဏာသိမ်းခဲ့တဲ့ဒေါ်သက်သက်ခိုင်လည်းစစ်ကောင်စီမှဝင်ကြီးတနေရာရခဲ့ပါတယ်။ဒေါ်သက်သက်ခိုင်ဟာလူကယ်ပြန်ဝင်ကြီးအဖြစ်2021ကနေ2023အထိဟိုတယ်ခရီးသွားဝင်ကြီးအဖြစ်2023ကနေ2025ဇန်နဝါရီ31အထိအာဏာသိမ်းစစ်ကောင်စီအတွက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဗဟိုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကလည်းဒေါ်သက်သက်ခိုင်ရဲ့ပြောဆိုမှုတွေဟာစစ်တဲ့အကြိုက်ပြောဆိုမှုတွေသာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဆိုတာအာဏာသိမ်းစစ်တပ်ကတတ်မှတ်မှနိုင်ငံရေးအကျဉ်းသားဖြစ်တာမဟုတ်ပေမတရားအာဏာဖန်ဆီးမခံရခင်ကဒေါအောင်ဆန်းစုကြည်တို့သမရဦးဝင်းမြင့်တို့ဘလို့ရက်တီခဲ့တယ်လဲဆိုတာပြည်သူလူထုတရက်လုံးအသိဖြစ်တယ်လို့မှတ်ချက်ပြုပါတယ်မတရားပုံမှန်တွေတက်ပြီးနိုင်ငံကောင်းဆောင်လူထုကောင်းဆောင်ကိုအသက်ရေးဖြတ်ဖို့တတ်တတ်လှောက်ဆောင်တဲ့စစ်တပ်ရဲ့လုံရက်သားလျင်ဖြစ်တယ် ဒါကိုဒေါ်သက်သက်ခိုင်ကစစ်တက်အလို့ကြစစ်တက်လို့ပဲဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ကိုရေးမုံတီးမှုရှိလို့အခုလိုပြောတယ်လို့မြင်ပါတယ်။သူရဲ့ပြောဆိုမှုတွေကိုခေါင်းနဲ့ထည့်ဖို့မလိုပါဘူးလို့ကိုတိုက်ထွန်းဦးကပြောပါတယ်။လက်ရှိအသက်80ကျော်အရွယ်ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တက်ကအညိုးတကြီးထောင်သွင်းအကျဉ်းချမှုကြောင့် 1989ခုနှစ်မှ2010ခုနှစ်အကြာ15နှစ်ခန့်နေအိမ်အခြေချုပ်အဖြစ်ဖြတ်သန်းခဲ့ရသလို2021ဆီဟာနာသိမ်းချိန်မှာအမှု16မှုအတွက်ထောင်ဒဏ်33နှစ်ချမှတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာအာနာသိမ်းစစ်ကောင်စီကအမှု9မှုအတွက်ထောင်ဒဏ်6နှစ်လွန်ငင်းလျှော့ပေးခဲ့တာကြောင့်ထောင်ဒဏ်28နှစ်ကိုဆက်လက်ရင်ဆိုင်နေရပါတယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အားမိသားစုနဲ့အဆက်အသွယ်မရသလိုအာနာသိန်းစစ်ကောင်စီကဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ စစ်ကောင်ဆောင်တွေကလွယ်လို့ဘသူမှမသိပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကင်အရစ်ခေါ်ကိုထိန်လင်းကသူ့မိခင်ဖြစ်သူရဲ့ကျမ်းမာရေးအခြေအနေကိုစိုးရိမ်ကြောင်းနဲ့အမြန်ဆုံးပြန်လွတ်ပြီးပို့မကြသေးခင်ကတောင်းဆိုထားပါတယ်။